ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်ကချင်ပြည်နယ်ဗမော်မြို့မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်ကြားတိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။မြို့ area အများစုကို KIA ပူးပေါင်းတပ်ကထိန်းချုပ်ထားတယ်လို့ကချင်သတင်းရင်းမြစ်တချို့ကပြောပါတယ်။ 2024ဒီဇင်ဘာ4ရက်ကစခဲ့တဲ့ဗမော်မြို့သိန်းစစ်စင်ရေးအတွင်း KRA ပူးပေါင်းတပ်ကစစ်ကောင်စီတပ်စခန်းအများအပြားကိုသိမ်းပိုက်ထားနိုင်ခဲ့ပေမဲ့စကခ21အပါအဝင်တပ်စခန်းတချို့ကျန်သေးတာကြောင့်တိုက်ပွဲက9လအထိကြာမြင့်နေတာပါပြီးခဲ့တဲ့ April 25ရက်မှာတော့စကခ21အပါအဝင် လက်ကျန်တပ်စခန်းအားလုံးကို KRA ပူးပေါင်းတပ်ကပြန်ပြီးထိုးစစ်အရှိန်မြှင့်တိုက်ခိုက်ခဲ့တာကြောင့်စကခ21ရက်ကာကင်းစခန်းတွေအပါအဝင် စစ်ကောင်စီတပ်ဆွဲရနေရာတွေကိုထပ်မံသိမ်းပိုက်ထားပါတယ်တိုက်ပွဲပြင်းထန်နေတုန်းပါလို့ကချင်းစစ်ရေးသတင်းရှင်းမြစ်ကမင်းညပိုင်းမှာပြောပါတယ်တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ပြောဆိုတာမရှိပါဘူး KIA သတင်းရှင်းမြစ်တဦးကလည်းမမော်မြို့တိုက်ပွဲအောင်မြင်မှုတွေရရှိထားပေမဲ့ပြောဖို့စောနေသေးတယ်လို့ဆိုပါတယ်ပြီးတော့ဒီမနက်ပိုင်းမှာပဲဖားကန်းမြို့နယ်လဝါချေးရွာအနီးတိုက်ပွဲဖြစ်နေတယ်လို့စစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ် ကချင်ဒေသစစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကိုဆက်သွယ်ထားစေပါ KIA ပြန်ကြားရေးဌာနကဗမော်မြို့မှာတိုက်ပွဲဆက်ဖြစ်နေပြီးစစ်ကောင်စီကခုခံတိုက်ခိုက်မှုတွေလှုံ့ဆော်နေကြောင်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းအသိပေးခဲ့ပေမဲ့အသေးစိတ်ကိုတော့ထုတ်ပြန်တာမရှိပါဘူးရှင်ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါ။ဘုံပောင်ရေ၊တွင်းရေ၊ကံရေပဲတောက်သုံးနေသူတွေဆိုရင်တော့ 3မိနစ်လောက်ပော့ပော့ဆူအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ်